ယူရန်ကုန်စီလီတော်၌ဘုဒ္ဓဘာသာယဉ်ကျေးလိမ္မာတင်နန်းတပတ်ကြာဖွင့်လှစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွှေရကုံစေတီတော်မှာတတိယအချိန်မြောက်အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုလိမ္မာတင်နန်းကိုတပတ်ကြာဖွင့်လင်းခဲ့တယ်လို့ရွှေရကုံစေတီတော်ဗန္နာဒေါ်ထိန်ခေါ်ဘက်ကအဖွဲ့ကသိရပါထိအဆိုပါတင်နန်းကိုရွှေရကုံစေတီတော်ဗန္နာဒေါ်ထိန်ခေါ်ဘက်ကအဖွဲ့ကကြီးမှုပြီးနှွေရသည့်ចောင်းပိတ်ရန်အားလက်ချိန်မှာဗန္နာဒေါ်ထိန်ခေါ်ဘက်ကအဖွဲ့ရုံးဝန်ထမ်းသားသမီးဗုဒ္ဓဘာသာအခြေခံကောင်းများရရှိစေဖို့နဲ့ယဉ်ကျေးလိမ္မာစွာပြုမှုပြောဆိုနေထိုင်တတ်စေဖို့ ရည်ရွယ်ချက်တွေနဲ့တတိယအကြိမ်ရဖြစ်မတ်လ31ရက်နေ့ကနေဧပြီလ10ရက်နေ့အထိရုံးဖွင့်ရက်တွေမှာတပတ်တောင်းဖွင့်လှစ်တင်ကြားပေးခဲ့တာဖြစ်ပါတယ်တင်နမ်းမှာတင်နမ်းသားစုစုပေါင်း58ဦးတက်ရောက်အောင်မြင်ခဲ့ကြပြီးစုချင်းမြင်ပွဲအခမ်းအနားကိုယမန်နေ့ကအောက်ပစ္စယအနောက်မြောက်ဘက်ရှိ မဟာဗုဒ္ဓဝင်ပြခန်းတွင်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အခြေခံရင်ချိလိမ္မာတင်နန်းမှာစုရရှိတဲ့ grade 1ကနေ grade 5အထိတင်နန်းသားတင်နန်းသူတွေကို ပထမစုချက်4000ဒုတိယစုချက်3000တတိယစုချက်2000အသီးသီးပေးအပ်ချိမြင့်ခဲ့တယ်လို့သိရပါတယ်ရှင်။